အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုပြထားတဲ့အစ္စရေးပါလက်စတိုင်းငြိမ်းချမ်းရေးစီစဉ်ကို၃လရက်အတွင်းလက်မခံလျင်ဟာမတ်စ်တို့ကိုအပြတ်ချေမုန်းသွားမယ်လို့ထရန့်ကရာဇသံပေးခဲ့ကြောင်းသိရှိရပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းတွင်လူပေါင်း၆၆၀၀၀ကအသက်သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ထို့နောက်အစ္စရေးကဟာမတ်စ်တို့ကိုအပြတ်ရှင်းလင်းနိုင်ရန်ဂါဇာကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတစားကန်အားလုံးပြန်လွတ်ပေးရန်ပါဝင်အချက်၂၀ပါထရန့်ရဲ့ဆိုပြချက်ကို အမြန်ဆုံးလက်ခံဖို့လိုအပ်ကြောင်း train ကသတိပေးပြောကြားထားပါတယ်။ Israel RS မွတ်စလင်နိုင်ငံများနဲ့ဆွေးနွေးတိုင်ပင်ပြီးယခုငြိမ်းချမ်းရေးဆိုကို Donald Trump ကတင်းတင်းထားတော်လဲ။အီရန်မှာကြောထောက်နောက်ခံပြုလုပ်ထားတဲ့ Hamas ကယခုထိလက်ခံမခံကိုမထုတ်ပြန်သေးတာကြောင့် Donald Trump ကနောက်ဆုံးရာဇဝံပေးလိုက်ခြင်းဖြစ်တယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာ Hamas ရဲ့တုတ်ပြန်မှုကိုစောင့်နေတာ၃လရက်အတွင်းမထုတ်ပြန်ရင်လောက်ချရှိတာကိုလုံရတော့မယ်။ ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့မယ်ဆိုရင်တော့အစ္စရေးကိုသဘောကျလွှမ်းဆောင်တော့မှာပါအချမ်းဖက်အစ္စလာမော့စ်အုပ်စုတွေကအစ္စရေးနိုင်ငံကိုပပျောက်သွားစေဖို့ကျင်းဆိုသစ္စာပြုထားကြပါတယ်လက်ရှုပ်လိုက်ပါလို့ပြောချင်ပါတယ်ဟုတ် trend ကစတေမာလာ30ရင်းနေပြီးပြင်းထန်စွာချင်းချောက်တတိပဲပြောဆိုသွားခဲ့ပါတယ်